တခါတော့ကကြွက်ကလေးတစ်ကောင်ကပြင်းလွှဲနေသူဆံအိုးရှားဝင်ဆံအိုးကြီးတွေပြုတ်ကြသွားရှားဝင်ဆံအိုးသရောက်စတော့အညာဒေသဆိုလို့ရှိရင်တော့ဒါဓမ္မတတိပါအမှန်တရားအိုးဆောင်ကနဲ့စီပိတ်တဲ့ချိန်ပိတ်တာချိန်အချိန်တရားဝင်တယ်တောင်းတောင်းတရဝငယ်လေးကြာသွားတာမလို့ပဲရှားဝင်ဆံဝေးကြီးတဲ့ကြာသွားတာအစားတော့ဆံရအများကြီးပဲကြက်ကလေးက အဘောကြငါလောက်ကံကောင်းတယ်လို့ရှိမှာမဟုတ်ဘူးအစ်စိပဲဒီမှာစားစရာအပြည့်စိမ်းနေဘာမှပုံပင်ကြောင်းကြနေစရာမလိုဘူးဆာဝရရပြတ်တက်ဖို့သူမကြိုးစားတော့အဲ့ဒီတရားရှိတဲ့ဆန်နေစားလိုက်အိလိုက်လူရဆန်လာခတ်တခါသူကကွင့်နေလိုက်အကောင်သေးတော့မမြင်အောင်လေနော်ဆန်နဲ့တိုးဝင်ပြီးဝင်နေလိုက်တာလူရမသိဘူး ဒီလိုနဲ့စားလိုက်အိလာအဲ့ဒီမှာနေလိုက်နဲ့ကြောက်ကလေးသူ့ဘဝသူကျဉ်နဲ့နေတာလိုလေးနေနဲ့နော်နေတာလိုလေးနေနဲ့တဖြည်း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 နဲ့အလင်းအောင်နဲ့ဝေအိုးဝနဲ့အိုးအဝအလင်းအောင်နဲ့တဖြည်းနဲ့အလံဝေးဝေးသွားပြီတော့ကိုယ့်ရဲ့အောက်ခြေဆံကုန်ကန်ဒီကိုရောက်သွားတော့မှာ အဲ့ဒါကြတော့ဘာသူအထက်ပြန်မော့ကြည့်လိုက်ဟာဟာငါဒီလောက်နဲ့တက်ဆန်အိုးကြီးကနေဘယ်လိုတက်မလဲဆန်ကနည်းနည်းသွားပြီးတော့သူ့မှာပုံစံနေရတယ်တစ်ပြေးတစ်ပြေးကျင်းသွားတယ်လူတွေလက်ကလောက်အောင်ပုံလို့လည်းမလွယ်တော့အဲ့ဒါနဲ့ကြွက်ကလေးရဲ့အဲ့ဒီဆန်အိုးတွေကလောက်အောင်ကြိုးစားပြီးတော့ယုံမိမယ်လို့အချိန်ကလွန်သွားပြီ သူစပြီးကြလာတဲ့အချိန်တုန်းကသာရေသာခိုးပြီးတော့မလိုက်ဘူးဆာဝရရနဲ့လွန်မြောက်ဖို့သူစူးစမ်းမယ်ဆိုရင်တုတ်တာခွန်လန်းရှိတယ်။ဆန္ဒအုန်းနှခမ်းမတာတာပဲရှိတာဆိုတော့အလွယ်တကူပြန်တက်နိုင်တယ်။ရာဝင်စင်အိုးကြီးရဲ့အောက်ခြေအိုးအဝါလာတဲ့အလင်းရောင်တောင်မှမရတော့တဲ့အိုးရဲ့အောက်ခြေကိုရောက်သွားပြီဆိုတော့လူတွေတက်လို့တည်ရင်တည်မယ်သူကသူဒီတိုင်းတည်ချင်တည်မယ်ပေါ့။ ဒီတိုင်းဆိုလို့ရှိရင်တိုင်းမလို့သူအဲ့ဒီချိန်မှာပြန်တက်ဖို့ကြိုးစားတယ်ကြိုးစားရနေပဲကြွက်ကလေးကအသက်ဆုံးသွားရှာတယ်မအောင်မြင်တော့အချင်းကလုံသွားခဲ့နော်ဒီနေ့ခေတ်တချို့လူငယ်တွေအဲ့ဒါနော်အဲ့ဒီလိုမျိုးတွေရှိတယ်မိဘတွေကအရွယ်ရောက်တဲ့အထိကိုချောက်ပေါ်ကိုရက်နိုင်အောင်ကိုလမ်းကိုရှောင်းနိုင်အောင်ကိုထမင်းကိုရှာစားနိုင်အောင်ကိုချောက်ပေါ်ကိုရက်ပြီးတော့ကိုကိုပိုင်အိယာနေရာ အိမ်တအိုးတအိမ်ကိုဝါးစာကိုရှာစားနိုင်အောင်လက်ထပ်တင် जा ပေးတာမျိုးမရှိပဲနဲ့အဲ့လိုမရှိပဲနဲ့အချစ်လွန်တဲ့အတွက်ကြောင့်တချို့မိဘမိဘမိသားစုတန်ဝိုင်းအဲ့လိုမျိုးတွေရှိတယ်နော်ဒါအမှန်တမ်းအရချစ်တာချစ်ရမရောက်နှစ်ရာရောက်သွားတာကိုကဒီကလေးတွေကိုတသက်လုံးမိဘတွေအနေနဲ့တသက်လုံးလှုပ်ကျင်နေတာမဟုတ်ဘူးလေအချိန်တိုင်းတော့အတိုင်းတာတစ်ခုကိုရောက်ရင်ကိုကသေမှာသားသမီးတွေကိုပြုစုပြောင်းထောင်တဲ့အခါ တို့ချောင်းပေါ်တို့ရက်နိုင်အောင်တို့ဝမ်းကိုတို့ရှာစားနိုင်အောင်ပြုစုပြုထောင်ဖို့လိုတယ်ချက်လို့ဆိုပြီးတော့ဘာမှမခိုင်းရင်လူငယ်တွေနည်းနည်းလေးပဲအဲ့လိုမိဘကစားစရာအသက်ဝတ်စရာအသက်စီမံပေးနေတဲ့အခါကိုယ့်ဘဝကိုဘာမှကျွန်းပေါ်အောင်တိုးတက်အောင်ရုံးထွက်ဖို့မကြိုးစားပဲနဲ့ကြွက်ကလေးလိုနေသာတယ်လို့နေမယ်အာငါမှစားစရာပူစရာမှတ်လို့ နေစရာပူစရာမှတ်လို့ဆိုပြီးတော့အနေစားချောင်ယုံတက်တက်နေမယ်။ဒါမှမဟုတ်ရင်လည်းပဲစူးစားယုံစူးစားပြီးတော့အောင်မြင်အောင်ယုံထွက်နိုင်တဲ့စွမ်းအားရှိတဲ့အရွယ်မှာလူငယ်တွေရဲ့စွမ်းအားလုံနိုင်စွမ်းကိုအကျိုးမဲ့ဆုံးရှုံးပျက်စီးစေအလားအသတ်ဖြစ်စေတဲ့အပြော်လိုက်ပြီးတော့အပြော်ပါးမှာရစ်မှုပြီးတော့ နေမယ်တက်ကလေးဆံဦးထဲမှာရှင်မှုပျော်ရွှင်နေတယ်လို့ပေါ့သူစားကြတဲ့နေ့စားတော့တက်ကလေးပျော်နေတယ်လေအဲ့ဒီလိုနေမယ်ဆိုလို့ချင်တက်ကလေးကဆံဦးထဲကိုနစ်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 ပြီးတော့အဖြစ်တစ်ဖြစ်နစ်မွန်းသွားပြီးတော့နောက်ဆုံးလုံးဝသေပြီးနဲ့တွေ့တဲ့အထိဒုက္ခရောက်ရတယ်လို့သူစားတဲ့အချိန်တင်ယုတ်တဲ့အချိန်အောင်မြောင်အားထုတ်ရမယ့်အချိန်ကိုအား ညံအာတိတ်ကိုထက်မြက်နေတဲ့ငရွယ်တဲ့အချိန်တွေတန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးသွားပြီတော့တိုက်ရကြည့်ရတဲ့အခါကြက်ကလေးရဲ့ရေဦးဂျာဝင်ဦးအနက်ပိုင်းကိုရောက်သွားလို့နောင်တရသလိုဘဝမှာငါဟိုဟာမလုတ်ခဲ့မိလေခြင်းဒီဟာမလုတ်ခဲ့ရလေခြင်းဆိုပြီးတော့ နောင်တတွေတတိကြီးနဲ့အရှုံးသမားတယောက်ဖြစ်ဘဝကိုအဆုံးသတ်သွားရလိမ့်မယ်။အင်းငယ်ကဘာစီးပွားရေးမှ ဖြစ်အောင်မလုပ်ခဲ့။ဘာပညာရေးမှဖြစ်မြောက်အောင်တက်မြောက်အောင်မတင်ယူခဲ့တဲ့အတွက်ကြောင့်ပညာရော စီးပွားရောဘာမှအားကိုးစရာမရှိတော့အချွေရန်အတိုင်းဝိုင်းကင်းမဲ့ပြီးတော့တကူဒီအကြီးအကျယ်စိတ်ဆင်းရဲခြင်းကြီးစွာကိုယ်ဆင်းရဲခြင်းကြီးစွာနဲ့ဘဝနေကုန်လို့အဆုံးသတ်ရတတ်တယ်။ ဒါတခြားလူကြောင့်မဟုတ်ဘူးကြိုးစားရုန်းကန်တဲ့အချေကြိုးစားရုန်းကန်ရမယ်အရွယ်ကိုကြီးတာခိုးပြီးတော့နေတာလို့နေခဲ့တယ်မိမိတို့ရဲ့အနေချက်ပဲဆိုတာလူငယ်တွေအနေနဲ့အခုလိုငယ်ရွယ်စဉ်ကတည်းကတတိထားမိဖို့လိုတယ်ပေါ့